ပြီးတော်ဝင်ကြွတပေါင်းလာအာရတဲ့လတ်တလအဖြစ်တပေါင်းလာကိုညွှန်ဆိုကြပါလေအထုသဖြင့်သောအကုန်ဝေကူးရာကာလဖြစ်တဲ့အတွက်မဘူးလုံးမအေးလုံးญาတိဥရုတာယာချင်းလို့ဆိုကြပါလေနင်းနေပွဲပွဲကြလို့အေးစိတ်နေတာလည်းမဟုတ်မိုးရင်ဆွေလို့နေကြော့မှလည်းမဟုတ် ၍သင်္ကေတဖုံတွင်မြူတွေလည်းတထောင်တောင်မထသေးချိန်မှုตายရတယ်လို့ဆိုကြပါလေသာဆိုရှင်ဒီပွဲဆိုជីကျူးကြတဲ့လဖြစ်ပါလေထို့ထို့သာဆိုရှင်ဒီထွန်းကားခဲ့တဲ့ခေတ်ကာလဟာတောင်သူလေသမားတွေကျွဲနဲ့နွားနဲ့အတူယုံတောင်သူလောက်ကြရတဲ့ခေတ်ကာလဖြစ်ပါလေ ဇပောင်းလာမှာဒီနန်နေရိတ်သိမ်းပြီးစားတောင်သူလုပ်ငန်းတွေရပ်နားထားကြတာမူတောင်သူလယ်သမားတွေအတွက်လည်းအနာရခြင်းဖြစ်ပါတယ်အဲ့ဒီခေတ်ကစာဆိုတွေဖွဲ့ခဲ့ကြတယ်ဇပောင်းလာရဲ့အလားတရားကိုခုခေတ်လူတွေခံစားနိုင်ကြပါဦးမလားတန်တရားဖြစ်မိပါတယ်ဆက်မှုလေယာပါဝင်တိုးတက်မှုတွေအသင့်ချီ ဆုတ်ယုံမှုတွေအနန္တရာသီဥတုတွေလည်းအောက်ပြန်ပြောင်းလဲနေပြီတော့ကဗ္ဗအမှုဆုံးဒေတာကဗ္ဗနေတုအညဉ္ဉံဆုံးရွရွာဒေတာကလူတွေဟာတပေါင်းလာရဲ့အေးချမ်းသာယာဘုံကိုအယုတ်ရေးပြရင်တော့ခံစားနိုင်ကြပါမှာဘာပဲဖြစ်ဖြစ်ဘုရားသာသနာအတွက်အချင်းကြရဖြစ်ရတွေ့တပေါင်းလာမှာဖြစ်ခဲ့ရှိခဲ့ပါတယ် ဘုရားလောင်းသိဒ္ဓထမင်းသားဟာជីနံစည်းစိမ်ကိုဆွန့်ခွာပြီးရောထွက်ယဟန်ပြု၆နှစ်ကြာအောင်ဒုက္ခသရိယာကျင့်ပြည့်တဲ့နောက်တစ္ဆာလေးပါးထိုးထွင်းသိမြင်ပြီးဘုရားဖြစ်လာခဲ့ပါလေ။ဘုရားဖြစ်ပြီးတဲ့အခါတရတကာဒေတာသာရီလက်လေပြီးတရားဟောရင်ဓာစီချိုမျိုးရောက်ရှိတော်မူ တရားရှင်ဟာရာဇချိုပြည်ဝေလူဝန်ကျောင်းမှာတရင်သုံးတော်မူရင်အင်္ဂါတိုင်းနဲ့မကရာတိုင်းကဒကာဒကမတွေကိုတရားရည်အေးအမြိုက်စီတိုက်ကျွေးတော်မူနေတယ်ဆိုတဲ့အကြောင်းကပိလဝုပြည်ကသုဒ္ဓရဏမင်းကြီးတရင်ကြားလိုက်ရချိန်မှာသာတော်ဖရာကိုကူးတွေ့လိုစိတ်ပြီးတပွားပွားဖြစ်ပေါ်ခဲ့ပါတယ်အမတ်တယောက်နဲ့ချမ်းရံတထောင်ကိုဆယ်လွတ်ပြီး ြတ်စွာဘုရားကိုရာဇီယုကနေကပိလဝုနေပြည်တော်ကြွချီဖို့ပြင့်လျောက်ခိုင်းလိုက်ပါတယ်။ဘုရားပင်ဖို့တာဝန်ပေးခံရတဲ့တမန်တော်တွေဟာမြတ်စွာဘုရားစီရောက်တဲ့အခါတရားနာတရားရကြလို့မြတ်စွာဘုရားထံမှာယဟန်ပြုပြီးနေလိုက်ကြပါတယ်။ဘုရားပင်ဖို့တာဝန်ကိုလေးလျူရှုထားလိုက်ကြပါတယ်။ဒါကြောင့်အမတ်တယောက်နဲ့ချမ်းရံတထောင်ကို ဖျားပင့်ဖို့နောက်တစ်ချိန်လွတ်ရပြန်ပါလေနောက်ထပ်လွတ်တိုင်းလဲတမန်တော်တွေဟာတရားနာတရားရရဟန်းပြုကြပြီဖျားပင့်ဖို့တာဝန်ကိုလေးရလီယူရှုထားလိုက်ကြတဲ့အတွက်ဆယ်ချိန်တိတိစေလွတ်ရပါလေဆယ်ချိန်မြောက်နောက်ဆုံးစေလွတ်ရမှာတော့ဘွားဘက်တော်ကာလူဒာကြီးအမတ်နဲ့အချွေအယံတထောင်ကိုစေလွတ်တာဖြစ်ပါတယ် ကာလူရာကြီးအမတ်နဲ့ချမ်းရံတထောင်လဲတရားနာတရားရကြပြီမြတ်စွာဘုရားထံမှာယဟန်ပြုကြပြီမယ်ကာလူရာကြီးယဟန်ကတော့ဘုရားပင်ရမယ်တာဝန်ကိုလေးလျူရှုမထားပဲမြတ်စွာဘုရားကပိလဝတ်နေပြီတော့ကြွပြင်အောင်ပြင်လျောက်ခဲ့ပါတယ်အဲ့ဒီလိုပြလျှောက်တဲ့အတွေ့မြတ်စွာဘုရားကပိလဝတ်ပြီကြွတော်မူခြင်းဟာအာရတဲ့တပေါင်းလာပြည်နေဖြစ်ပါတယ် မြတ်စွာဘုရားပြည်တော်ဝင်ဖို့စတင်ကြွလှမ်းတဲ့နေ့ဖြစ်တဲ့အတွက်တပေါင်းလာပြည်နေဟာဗုဒ္ဓဘာသာဝင်တွေအတွက်နေတူးနေမြတ်ပြည့်ရပဲဖြစ်ပါတယ်။ကာလူရာယေဟံမြတ်စွာဘုရားကိုပြစ်လျှောက်ရမှာတပေါင်းလာရဲ့ญาတိဥဒ္ဒတာယဘုံလန်ခီလှပဘုံတွေကိုချီကျူးပွက်ဆိုပြီးပြစ်လျှောက်တာဖြစ်ပါတယ်။ အင်္ဂါရိနောဒာနိတုမာပဒံတိပလေတိနောစရဏံဝိဘာယတေဣဇိမံတော်ဝပပတိယံတိတမယောမဟာဝီရဘာဂီရတနာအရှင်ဖေယယခုအခါအစ်ပင်တို့သည်ပွင့်သီးလိုကြကုန်သည်ဖြစ်၍ရောရွက်ဝါတို့ကိုချွေချကုန်သည်ရဲ့မိကြီးအသွေးဤတွေးတော်အပူအညွန်ရှိနေကြပါကုန် ထိုသစ်ပင်တို့သည်မီလီယံကဲ့သို့အရက်လေးမျက်နှာတို့၌ဖွန့်ပတောက်ပြောင်ကြပါကုန်၏အထရဒသတိတို့ဤစုဝေးပေါင်းစုံရာဖြစ်တော်မူသောကြီးမြတ်သောလုံလရှိတော်မူသောမြတ်စွာဘုရားနေပြည်တော်သို့ကြွတော်မူရန်အချိန်တမပါဘုရားဓမ္မာနိပုံလာနိမနောရမာနိတမန္တာတောတဗ္ဗတိတာဘုန်တိ ပဒံဗဟာယဖလမာသဒနာဂါလောဤတောပကမနာယဤရာသစ်ပင်တို့သည်ပင်လုံးကျို့ပွင့်ရကုန်သည်ဖြစ်၍နှလုံးမွေ့လျောပျော်ဝရာရှိပါကုန်၏ထဲဝန်းကျင်ရက်လေးမျက်နာတို့သည်မီယနေ့တို့ဖြင့်တင်းပြန်ကြိုင်နိုင်ကြပါကုန်၏ထိုသစ်ပင်ကိုအရွယ်ဟောင်းတို့ပဲဆွံ့၍အသီးသီးရန်တောင်းတကြပါကုန် လုံးလာရှိတော်မူသောမြတ်စွာဘုရားဤရာဇဂိုပြီမှကြွားချီတော်မူရန်ချိန်တက်ပါပြီဘုရားဒေဝာတိတိတံနပနာတိဩနံဒုက္ခဥတုအတ္တနိယပရံဒီပတန်တုတံတာကိယကောလိယသပစ္စာမူခံရောဟိနိယံတရံတံအရှင်ဘုရားယခုရာတိဥတုတိမအေးလဲမအေးလွန်း မပူလဲမပူလုံးလာပါဗျာချမ်းသာစွာကြီးရှည်သွားခြင်းငါတင့်လျော်လာပါ၏အနောက်ရက်ကိုမျက်နှာမူ၍ရောဟိနီမြစ်ကိုကုတော်မူသောအရှင်ဘုရားကိုတာဂီဝင်မင်းမျိုးတို့သည်၎င်းကောလီယာမင်းမျိုးတို့သည်၎င်းဖူးမြော်ကြပါစေကုန်တော်အာဒာယကတတိခိတံမိဇံအာဒာယဝပတိ အာဒါယဝါနိဇာယံတိသမုဒ္ဒံဒနဟာရကာယာယအာဒါယဒိဋ္ဌာမိသာမေအာဒါယသမိစတုလေသမားသည်စဘာကို လိုလားတောင်းတသဖြင့်လေထုံပါ၏အသည်ကိုလိုလားတောင်းတသဖြင့်သာလျင်မျိုးစေ့ကိုစိုက်ပြောပါ၏ပစ္စည်းဥစ္စာဆူဆောင်းလိုကုန်သောသူတို့သည် အမျက်အဆုံးကို လိုလားတောင်းတသဖြင့် သမုဒ္ဒရာကိုကူးကြပါကုန်၏ထို့သူကျွန်ုပ်သည်လီမြတ်စွာဘုရားကပိလောပြည်သို့ကြွတော်မူလဲ့မည်ဟုသောအကျဉ်လိုလားတောင်းတခြင်းဖြင့်ဤအရ၌ယက်တည်နေပါ၏တပိတော်ဤထိုလိုလားတောင်းတခြင်းသည်ပြီးပြည့်စုံပါစေတည်းဒီလိုအဆရှိတဲ့ဂါထာတွေနဲ့ချီးကျူးပွက်နွယ်ပြီးပြင့်လျောက်တဲ့အကြောင်း ကာလူရာယိတ်ထေရဂါထာပါဠိတော်မှာတွေ့ရှိရပါတယ်။နောက်ဆက်တွဲအနေနဲ့မြတ်စွာဘုရားကပိလူ့ဘီရောက်ရှိတဲ့အခါတောဒရဏမင်းကြီးနဲ့ဆွေတော်မျိုးတော်တွေကမြတ်စွာဘုရားနဲ့တပည့်သားတန်ခါတွေသတင်းသုံးဖို့အတွက်ဒီကြောရာယုံကြောင်းတိုင်းဆောက်လုပ်ပူဇော်ကြပါတယ်။မြတ်စွာဘုရားရှင်ရဲ့ဒီပြည်တော်ဝင်ခကြီးမှာဂါထာတစ်ထောင်ပါဝင်တဲ့ဝိတ္တန္တရာဇတ်ကို ဟောတော်မူခဲ့ပါတယ်မဟာဓမ္မပါဠိစာဟောတော်မူတဲ့အခါမှာတော့တောဒေါရဏမင်းကြီးအနာဂံတည်ခဲ့ပါတယ်မိတွေးတော်ဂေါရမီလည်းတရားဓမ္မနာယူရလို့သောတာပန်တည်ခဲ့ပါတယ်ယသောဒရာမင်းသမီးကိုကြောင်းပြုပြီးစန္ဒဂိန္ဒရီဇတ်ကိုဟောတော်မူခဲ့ပါတယ်လက်ထအံစဲစဲညီတော်နန္ဒမင်းသားကိုယဟန်ပြုပေးခဲ့သလို့ ွေအိုးကြီးလေးလုံးအွေတောင်းနေတတော်ရာဟုလာကိုလည်းရှင်သာမဏေပြုစေပြီးသာသနာအမွေပြီးခဲ့ပါတယ်။ဒါပြင်တာဂီဝင်မင်းသားတထောင်တို့လည်းယဟန်ပြုခဲ့ကြပါတယ်။ဆွေတော်မျိုးတော်တွေသာသနာတော်ကိုကြီးညိုလာအောင်ဆောင်ရွက်ပေးတဲ့နေရာမှာထူးချွန်ပြောင်မြောက်တဲ့အတွေ့ကာလူရာကြီးကိုလည်းကုလပတာရဣတရေချီးမြှင့်တော်မူခဲ့ပါတယ်။ မြတ်စွာဘုရားပြီးတော်ဝင်ခဲ့တဲ့တပေါင်းလာဟာตาရာလှပ်ပါတဲ့အပြင်ထူးခြားတဲ့သာသနာကြီးဖြစ်ရတွင်လည်းဆက်ဆက်ပတ်သက်နေပါ